မျိုးပြောင်မသွားမျိုးဖောင်နေတဲ့တန်ဇယ်ရီးယားနိုင်ငံကလူတယောက်အားလုံးပဲမင်္ဂလာပါ MSN8s new channel ကနေကြိုဆိုပါရစေတန်ဇယ်ရီးယားနိုင်ငံကကြည်ရလေးတယောက်မှနေထိုင်တဲ့လူတယောက်မှအထူးခြားဆုံးမိသားစုတစ်စုရှိပါတယ်သူမှာဇန်နီ16ရောက်သာသမီတရားကျော်နဲ့မိ144ရောက်ရှိပါတယ်ဒီခေတ်မှာမျိုးသားတွေဟာမိသားစုထူထောင်ဖို့နဲ့ကလေးမွေးဖို့ဆိုတာကိုစိတ်ကူးဖို့တောင်ခက်ခဲနေကြပါတယ် ကလေးတယောက်ကိုပြုစုဆောင်ရှောင်ရတာတော့ဖီအောင်ရီများနဲ့တက်ပြီးကလေးနှစ်အောင်၃ယောက်ကျော်လိုက်လူအများစုတော်ခက်ခဲပါတယ်။ဒါပေမဲ့ MC Astro Lusura ကတော့သူ့ရဲ့ဘဝတစ်ခုလုံးကိုမိသားစုကို ဖွံ့ဖြိုးကျူးတောင်းအထောက်နေကြပါတယ်။တန်ဇယ်ရီးယားနိုင်ငံအခြေအောင်လေးကအဲ့ဒီလူကြီးမှာဇနီးဆက်ချောင်းရောက်သာသမီတရားလေးရောက်နဲ့မိတရားလေးဇလီရောက်ရှိပါတယ်။သူ့အိမ်ဟာအခြေအောင်လေးတရားလိုပါပဲဇနီးတယောက်စီအတွက်အိမ်တလုံးစင်ရှိပြီး လူတွေရနေရာတိုင်းမှာလောက်တွေလောက်နေကြပြီးကလင်းငယ်တွေကိုစောင့်ရှောက်နေကြပါတယ်။1962ခုနှစ်မှာသူရဲ့ပထမဆုံးစနစ်ကိုလက်ထပ်ခဲ့ပြီးတနည်းကြာမှာပထမဆုံးသားသမီးကိုရခဲ့ပါတယ်။ဒါပေမဲ့သူရဲ့အဖေဖြစ်သူကစနစ်တယောက်ထက်နဲ့မလုံလောက်ဖို့လို့ပြောခဲ့ပါတယ်။အကဲစနစ်ရဲ့ထက်ယူပြီးကလေးရဲ့တွမေမွဲဆိုရင်လက်ထပ်ချေကိုသူ့ပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။တာကိုလက်ခံခဲ့ပြီးသူဖခင်ကပထမဇနီး၅ယောက်အတွက်လက်ထပ်ကြေးတွေကိုပေးခဲ့ပါတယ်။ဒါပေမဲ့သူကအဲ့ဒီမှာနေမရက်ခဲ့ဘူးအခုချိန်ထိ ဇနီး16ရောက်နဲ့အတူတူနေထိုင်ခဲ့ပြီးဇနီးခုနှစ်ယောက်ကညီမတွေဖြစ်ပါတယ်။သူ့ရဲ့ဇနီးတွေကတော့သူ့ရဲ့ကောင်းမွန်တဲ့ဂုဏ်သတင်းနဲ့လေးစားမှုတွေကြောင့်ဒီလိုလက်ခံခဲ့ကြရလို့ဆိုပါတယ်။သူ့ဇနီးတယောက်ကသူ့ညီမကိုသူ့အကြောင်းနဲ့သူနဲ့နေထိုင်ရတဲ့ကောင်းမွန်တဲ့ဘဝအကြောင်းပြောပြခဲ့ပြီးသူမလည်းဒီလိုဘဝကိုခံစားနေတာကြောင့်သူကိုမျှဝေဖို့ဆုံးဖြတ်ခဲ့ကြရလို့ဆိုပါတယ်။နောက်ဆုံးမှာညီမခုနှစ်ယောက်ဟာကမ်ပိုင်းကိုလက်ထပ်ခဲ့ကြပါတယ်။အခုအခါမှာသူတို့ဟာ တောင်းစာတာဖြစ်စွာနေထိုင်ကြပြီးသူတို့ကမှမနာလဝင်တို့မှုတွေမရှိဘူးလို့ဆိုပါတယ်။ကပါကားရဲ့မိသားစုကဒီထက်ပိုကြီးမားတဲ့ပေမဲ့အကလေး၄၀ကိုနာမကျန်းဖြစ်တာနဲ့မတော်တဆမှုတွေကြောင့်ဆုံးရှုံးခဲ့ပါတယ်။သူကသူတို့ဘဝနဲ့ပူဆွေးပြီးတတိယနေပေမဲ့သူ့မှာသူကယူဆိုင်မှုကိုလိုအပ်နေတဲ့ကလေးတွေများစွာရှိနေတဲ့အကြောင်းရှေ့ဆက်သွားနေရပါတယ်။ဒီနေ့တော့ဒီလောက်နဲ့ပဲရန်နာပါမယ်။ဆုံးဖြတ်ကြည့်ရှုနားဆင်ပေးတဲ့ပရိသတ်အားလုံးပေါ်ကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ပေးကြပါအောင်ရှင်။